မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အရှိတောင်အားရှကြားဖြန့်တထေးတွေကိုဖန်စီနိုင်ရင်တရင်ပေးသူကိုဒေါ်လာ25တန်စုချင်းမြင့်မယ်လို့အမေရိကန်စုချေးထုတ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီလစော်ပိုင်းမှာအမေရိကန်တာဝန်ရှိသူတွေဟာလွန်ခဲ့သော9နှစ်နီးပါးခန့်ကဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချခဲ့တဲ့မြန်မာစစ်တပ်ရဲ့အကြီးအကဲငွေကြေးထောက်ပံ့သူဖြစ်တဲ့ တိုင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကိုတုံ့လောက်သွားစေနိုင်တဲ့အရေးပါသောလှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာဝါရှင်တန်ရှိအကြီးတန်းအရာရှိတွေကကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းကြောင်းကျင်းညာခြင်းဟာထိုင်းမြန်မာနယ်စပ်အနီးရှိအွန်လိုင်းဝင်လင်ခိုင်းတွေကိုနှိမ်နင်းမဲ့ကြိုးပမ်းမှုတွေကိုပုံမပြင်းထန်စေခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကမြန်မာစစ်တပ်အရာရှိကြီးတွေဟာစောချစ်သူဦးဆောင်တဲ့လက်ရှိမှာကရင်အမျိုးသားတပ်မတော် KNA ဟုလူတီညာသောနေချာဆောင်တဲ့ BGF အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးစေကောင်းဆောင်မင်းအောင်လိုင်ကနေဆက်ရှိကြားဖြတ်လုပ်ငန်းတွေကိုချက်ချင်းနှိမ့်နှင်းဖို့ညွှန်ကြားထားတယ်လို့ပြောကြားခဲ့ပါတယ်။မကြာသေးမီလများအတွင်အမေရိကန်အစိုးရဟာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းတိဆက်နေတဲ့မြောက်ဝတီဒေသရှိတရုတ်လူစုခိုင်းများကိုကောက်ွယ်ပေးနေသောရခိုင်ကဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKPA လို့လူသိများခဲ့တဲ့ခရင်လက်နက်ကိုင်အဖွဲ့မှအဓိကပုံကိုယ်ရည်အပြင်ကမ်ဘောဒီးယားရှိ Prince Group နဲ့ Huyon Group ဆိုတဲ့အဖွဲ့အစည်းနှစ်ခုကိုပိတ်ဆို့အရေးယူခြင်းဖြင့်အရှေ့တောင်အာရှရှိရန်စခွေကွန်ရက်တွေရဲ့ online ငွေလိမ်ခိုင်းတွေကိုတိုက်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်။ American ရဲ့ကြားဖြတ်နှိမ့်နေရေးအထူးတပ်ဖွဲ့မှ Federal စုံစမ်းစစ်ဆေးရေးဖြူရုံး FBI American လှုပ်ဝက်ပွင့်ဆောင်မှုအဖွဲ့ UN Secret Service နဲ့ဗန်နာယီဝန်ကြီးဌာန US Treasury တို့မှတာဝန်ရှိသူတွေပါဝင်ပါတယ်။ American နိုင်ငံသားတွေကိုငွေကြေးလိမ်လည်တဲ့အဆင့်မြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေကိုဖမ်းဆီးပြီး ဆွဲချက်တင်နိုင်ရေးအတွက်သတင်းပေးနိုင်သူကိုဒေါ်လာ25သန်းစုချီးမြှင့်မယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှအကြီးတန်းအရာရှိတက်ဦးကပြောပါရယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်နိုင်ငံသားတွေထံမှဒေါ်လာ10ဘီလီယံဝန်းကျင်ခိုးယူခဲ့တဲ့အရှေ့တောင် အာရှရှိကြားဖြတ်လုပ်ကိုင်သူတွေကိုတံပြန်ဖို့ကြိုးစားမှုရဲ့တစိ့တစ်ပိုင်းအဖြစ်ကြားဖြတ်နှိမ့်နေရေးအထူးတက်ဖွဲ့ကိုအလားတူငွေကြေးပမာဏထောက်ပံ့မယ်လို့သိရပါရယ်။အရှေ့တောင်အာရှရှိကြားဖြတ်လုပ်ငန်းတွေဟာရှော့ပေါ်စွာစီကံသတ်မှတ်ထားသော ကာစီနိုလောင်းကစားရုံတွင် online လောင်းကစားတွေမှတက်စင်စတင်ပေါ်ပေါက်လာခဲ့တာပါပိတ်ဆို့မှုတွေနဲ့တင်းကျပ်သောနေဆက်ထိန်ချုပ်မှုများအကြား online ရာဇဝတ်ခိုင်းတွေဟာဝင်ဝင်အရင်အမြင့်တွေရှာဖွေခဲ့ကြရာ covid-19 ကရောဂါကာလအတွင်းတိတိတသာကျေပြန့်လာခဲ့ပါတယ် American ငြိမ်းချမ်းရေး Institute ရဲ့ထုတ်ပြန်ချက်အရမြောက်ဒီမျိုးရှိကြားဖြတ်လုပ်ငန်းတွေအခြေစိုက်ရရွှေကုတ်ကို 2019ခုနှစ်မှာဟောင်ကောင်၌မှတ်ပုံတင်ထားတဲ့ရထိုင်း International Holding Group မှတည်ထောင်ခဲ့ပြီးမူလကာစီနိုလောင်းကစားနေရာအဖြစ်ကြော်ညာခဲ့ပါတယ်။ကြားဖြတ်လုပ်ငန်းတွေဟာမြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွင်နေပြီးဖြစ်ရာလေးလာသူတွေဟာနောက်ဆုံးရသတင်းတွေအပေါ်တုံ့ပြန်မှုတွေကိုတန်တရားစိတ်နဲ့စောင့်ကြည့်နေပါတယ်။ကြားဖြတ်လုပ်ငန်းတွေများမှာကမ္ဘောဒီးယားနိုင်ငံရရှိတဲ့ဝင်ငွေဟာဒေါ်လာ12ဘီလီယံမှ16ဘီလီယံကြားရှိမယ်လို့အမေရိကန်ကခန့်မှန်းထားပြီး ရင်းပမာဏဟာနှစ်စဉ်ပြည်တွင်းအသက်တင်ထုတ်လုပ်မှု GDP ရဲ့40ရာခိုင်နှုန်းခန့်ရှိပါတယ်။ယခုလဆော့ပိုင်းမှာရခိုင်ကရွှေကုတ်ကိုကြားဖြတ်လုပ်ငန်းကိုဦးဆောင်ခဲ့သူလောင်ကစားဘရင်ရှီတီချန်ကိုထိုင်းနိုင်ငံကပေကျင်းဤတောင်းဆိုမှုအရတရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပါတယ်။၎င်းအား2022ခုနှစ်တွင်ထိုင်းနိုင်ငံကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်က KK ဘက်လို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းတွေရှိရာအဆောက်အုံ180ကိုဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။မြန်မာစစ်ကောင်မရှင်ကနိုင်ငံသားတထောင်ကျော်ကိုဖမ်းဆီးခဲ့ပြီး ်ကွန်ပျူတာ2653လုံးနဲ့မိုဘိုင်းဖုန်း2150လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါပမာဏဟာထိုင်းမြန်မာနယ်စပ်တလျှောက်ရှိကြားဖြတ်လုပ်ငန်းတွေမှာဖမ်းဆီးခံထားရပြီးအရမခိုင်းစေခံရသူတွေရဲ့အနေငယ်များသာဖြစ်ပါတယ်။ရွှေကုတ်ကမှကြားဖြတ်လုပ်ငန်းတွေရပ်တန့်သွားခဲ့လျင်ပင်အပေါ်ပါညီပုံတွင်ပေါ်ပြထားတဲ့အတိုင်းထိုင်းနယ်စပ်အနည်းရှိထိုင်းချမ်းမှာကြားဖြတ်လုပ်ကံရတတိယမြောက်အတ္တိကအဆောက်အုံဝင်တစ်ခုကြန့်ရှိနေပါသေးတယ်။ ရာဇဝတ်ကိုင်းများကိုစောင့်ကြည့်နေတဲ့ကျွမ်းကျင်သူတွေကကြားဖြတ်လုပ်ငန်းတွေအလုံးကိုအပြီးသက်ဖယ်ရှားဖို့ဂျိုးပန်းအားထုတ်မှုတွေလိုအပ်မယ်လို့ပြောပါတယ်။သို့တော့ယခုအချိန်မှစာရွေးအခြေအနေမြို့တို့ရှေ့ဆက်မိကုန်မှုပြောဖို့ခက်ခဲပါတယ်။မြန်မာမှာအတူရောင်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာကြားဖြတ်လုပ်ငန်းတွေထပ်မံပေါ်ပေါက်လာအောင်မည်လား။ဆလပီဘကူတိုင်းစစ်စင်ရေးတိုက်ပွဲများတွင်စစ်တပ်မှ၁၀ဦးသေဆုံးပြီးလက်နက်ခဲယံများသိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းစစ်စီရေးတိုက်ပွဲများတွင်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီးလက်နက်ခဲယံများသိမ်းဆည်းရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်ပါရယ်။နိုဝင်ဘာလ23ရက်နေ့နှစ်နက်ပိုင်းပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်းမြို့အဝင်စစ်တပ်ကိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22အမှတ်3800နှစ်တရင်တပ်ခွဲလီကတိုက်ခိုက်ခဲ့ရာစစ်တပ်ကိတ်စခန်းမှဒူရဲအုပ်ကျော်စင်ထုံးအပါဝင်အကြံဖက်စစ်သား5ဦးနေရာတွင်သေဆုံးခဲ့ကြောင်း စစ်သား၂ဦးထပ်မံထိခိုက်ဒဏ်ရာများရရှိကာ၎င်းတို့ကိုင်ဆောင်အုံပြုသည့်လက်နက်ခဲယံများကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ထို့ပြင်နိုဝင်ဘာလ23ရက်နေ့ဘကိုတိုင်းပေါင်းတယ်မြို့နယ်မှတ်တိုင်နေမြေရဲစခန်းမှကြောက်ကြီးတောင်အထိုင်းတက်စခန်းတို့အင်အားဖြည့်တင်ရန်စစ်သား30ခန့်တင်ဆောင်လာသည့်ဖောကားကိုလည်းအမှတ်နှစ်စစ်စင်ရေးနေမြေဘကိုတိုင်းစစ်ဌာနဗျူဟာ21အမှတ်3601တက်ရင်တက်ခွဲငါကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အလာတူနိုဝင်ဘာလ22ရက်နေ့တွင်လည်း ပဲခူးတိုင်းတာယာဝတီခရိုင်စည်းကုန်းမြို့နယ် KTB တခုတွင်တောက်ဆာမူယူနေသည့်အကြံဖတ်စစ်တပ်လက်အောက်ခံရဲနှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များကိုအမှတ်နှစ်စစ်စင်ရေးနေပြီးပဲခူးတိုင်းစစ်ဌာနဖြူဟာနဆက်နှင့်အမှတ်3801တက်ရင်ကစီးနှင်းတိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်တပ်လက်အောက်ခံရဲနှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်5ဦးသေဆုံးခဲ့ပြီးလက်နက်တချို့ကိုလည်းတင်စီရရှိခဲ့ပါတယ်။တုံးရန်ကုန်မြို့နယ်ကောင်ရှိကြောက်တရားရဲစခန်းကိုလက်ပြပုံဖြစ်သွင်းတိုက်ခိုက်မှုရဲစခန်းရှိရှိခင်းတဲ့အနီးကြားရောက်ပောက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရန်ကုန်မြို့နယ်ကောင်ရှိကျောက်တရာရဲစခန်းကိုလက်ပစ်ပုံများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှိရှိကင်းတဲအနီချက်ရောက်ပောက်ကွဲခဲ့ကြောင်း Operation Flame တရင်နှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ25ရက်နေ့နနက်အစောပိုင်းတနအီခန့်ကရန်ကုန်မြို့ကျောက်တရာမြို့နယ်စူးလေဖျားလမ်းမပေါ်ရှိကျောက်တရာရဲစခန်းကိုမျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ပုံနှလုံးဖြင့်ပစ်ခတ်ပောက်ကွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှိကင်းတဲအနီချက်ရောက်ပောက်ကွဲခဲ့ကြောင်းသိရပါရယ်။လက်ပစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းတဲတွင်နာ ကြားရောက်ပောက်ခွဲခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့တာမို့နောက်ဆက်တွဲအခြေအနေမသိရဘူး။လူရှင်ဖြေလန်းရှင်းတဲ့အချိန်ကို အချိန်ယူလုံးဆောင်ခဲ့တာပါ။ယူရဲကအဲ့ဒီစခန်းကိုလှုပ်ချင်လို့အချိန်တလောက်လောက်ယူပြီးတိတိချာချာလေးကျင်ပြီးမှလှုပ်ခဲ့တာဖြစ်ပါတယ်ဟု Operation Flame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ် ရှင်ရဲစခန်းသည်အကြံဖက်စစ်တိုက်အထုရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကလှုပ်ဆောင်လျက်ရှိသည့်အပြင်မိဘပြည်သူများကိုညှိမျိုးစုံဖြင့်မတရားဖမ်းဆီးနှိပ်စက်နေသောစခန်းတစ်ခုဖြစ်ကြောင်းထို့ကြောင့် Operation Flame Fire Power အထုစစ်စင်ရေးပြစ်မှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါစစ်စင်ရေးကို Operation Flame နှင့်အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကြီးမြနိုင်မျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့နှင့်လာတာမျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Operation Flight အနေဖြင့်အကြံဖက်စစ်ကောင်စီကပြုလုပ်ဖော်ဆောင်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲ၍အကြံဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဆလဘီအကြံဖတ်စစ်တပ်တရဝင်းလူသက်လိုင်စင်မရစေဖို့မေမပိကြရန် KNU နှိုးဆော်ရဲဆွဲတဲ့တဲ့ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အချမ်းဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထည့်ပြီးစစ်တပ်ကိုတရားဝင်လူသက်လိုက်စင်မပေးဘူးနဲ့စေအာနာရှင်စနစ်သက်ဆိုးရှိအောင်မလုံမိစေဖို့ခရင်အမျိုးသားအစည်းအရုံး KNU ကနှိုးဆော်လိုက်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့လူသက်စစ်ဖက်နဲ့အောက်မှာတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာလုံးဝမရှိတာမို့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လို့ကြောင်း KNU ကဆိုပါတယ်။စစ်ကော်မရှင်ဟာပြည်သူလူထုနဲ့သတင်းမီဒီယာတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် သတင်းလွှတ်ခွင့်တွေကိုပြင်းပြင်းထန်ထန်ကန့်သတ်ထားသလိုအတိုက်ခံနိုင်ငံရေးပါတီတွေကိုဖျက်သိမ်းတာနိုင်ငံရေးသမားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုမတရားသဖြင့်ဖမ်းဆီးထောင်ချတာကြိုးပစ်တပ်ဖြတ်တာတွေလည်းရှိနေပါတယ်။ဒါပြင်အတူရောင်ရွေးကောက်ပွဲအတွက်ပြည်သူလူထုနားလည်ဖို့ခက်ခဲတဲ့မဲပေးစနစ်တွေကိုလှုပ်ဆောင်ထားပြီးလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်တဲ့မဲပေးဆက်တွေကြောင့်စစ်တပ်လိုလားတဲ့မဲရလက်တွေရအောင်ပြင်ဆင်ထားတာဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ စစ်တပ်ကသူတို့အာဏာတည်မြဲရေးအတွက်ပြည်သူလူထုရဲ့အသက်ကိုတက်ရှိစီယိုအဖြစ်အသုံးချတဲ့စစ်မှုတမ်းဥပဒေရွေးကောက်ပွဲအနိုင်ရရေးအတွက်ရွေးကောက်ပွဲဥပဒေပြင်ဆင်တာရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းတာနိုင်ငံသားတွေရဲ့ပို့ကူရေးဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပါပြဋ္ဌာန်းချက်တွေကိုဖျက်သိမ်းပြီးရွေးကောက်ပွဲကနေအကြမ်းဖက်လိုင်စင်ရဖို့ကြိုးပမ်းနေတာသာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ် လက်ရှိမှာစစ်ကော်မရှင်ကရက်ကွက်နဲ့ကြေးရွာတွေမှာဒုတိယအကြိမ်ကတ်ထားတဲ့မင်းစင်းရင်တွေကိုတွားရောက်စစ်ဆေးဖို့နှိုးဆော်နေပြီးတော်လရဲ့အင်အားစုတွေဘက်ကတော့အကြမ်းဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုမဲမပေးကြဖို့ဖြီးရင်းမှရောကမ္ဘာနိုင်ငံအသီးသီးမှာပါဆန္ဒပြနေကြပါတယ်